ားလုံးမင်္ဂလာပါအဲဒီဗီဒီယိုလေးကကျွန်တော်တို့ဆဲလာပိုင်းမှာ တွေ့ကြုံလာမယ်စနေသားသမီးတွေရဲ့ကံအဆိုးကောင်းလေးကိုသုံးသပ်ဟောကြားပေးတော့မယ်ဗီဒီယိုလေးဖြစ်ပါတယ်ကျွန်တော်တော့ကျွန်တော်တက်မှတ်ထားတဲ့ Terror ပညာရည်နဲ့မိတ်ဆွေတွေကိုဟောကြားပေးတော့မှာဖြစ်ပါတယ်တကယ်လို့ကျွန်တော်ရဲ့ဟောကြားမှုတွေကိုနှစ်သက်မှုရှိတယ်ဆိုလို့ရှိရင်ကျွန်တော်အကောင့်ကို follow လုပ်ပေးထားခြင်းအဖြစ်မင်းစင်နေမြကျွန်တော်ပြောပြပြနေတဲ့ဗီဒီယိုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသိရှိခွင့်ရမှာဖြစ်ပါတယ်ကျွန်တော်ကတော့အဘမင်းငါးကြီးတပည့် ်ဆရာစောင်းတော်ဖြစ်ပါတယ်မိတ်ဆွေတို့ကိုအမြဲတမ်းပြည်ရင်ရတရားရင်းနဲ့ပတ်သက်ပြီးတင်ဆက်ပေးနေတဲ့ဆရာတယောက်လည်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်စတင်ပြီးတော့စနေသားသမီးတွေတွေ့ကြုံလာမယ့်ကံအဆိုးကောင်းလေးကိုတုံးတက်ပြီးတော့ဟောကြားလိုက်အောင်เนาะပမောက်ဆုံးနေနေရစနေသားသမီးတွေရဲ့စီးပွားရေးကိစ္စရင်းနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်ဒီကာလမှာစီးပွားရေးနဲ့ပတ်သက်ပြီးတော့ထိစပ်မှုကောင်းနေနေအဲကျွန်တော်တို့အောင်မြင်မှုကောင်းနေရရှိလာမယ့်အခြေအနေအပိုင်းခြားတစ်ခုဖြစ်ပါတယ် အများနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်တဲ့ဒီ set to share ကိစ္စတွေသူများနဲ့အတူတူရင်းနှီးမြှုပ်နှံတဲ့ကိစ္စတွေမှာလုပ်ငန်းတွေပုံမှုပြီးတော့အားကောင်းနေပါတယ်ကိုယ့်ရဲ့လုပ်ငန်းတွေမှာအခက်အခဲတစ်ခုခုရှိတယ်ဆိုလို့ရှိရင်လည်းအာငွေကြေးအဖြစ်တော်လည်းကောင်းအကျညာအဖြစ်တော်လည်းကောင်းကူညီပေးတဲ့လူတွေနဲ့ကျွန်တော်တို့တွေ့ဆုံလာရနိုင်ပါတယ်စိုင်ကန်းအခက်အခဲနေရာအခက်အခဲဖြစ်ပေါ်နေတဲ့ကျွန်တော်မိတ်ဆွေတွေလည်းစိုင်ကန်းအခက်အခဲနေရာအခက်အခဲတွေအဆင်ပြေလာနိုင်တယ်အရောက်ဝယ်ပိုင်းနဲ့ပတ်သက်ပြီးတော့ အားပုံပို့ပြီးတော့ကောင်းမွန်ပါလိမ့်မယ်ဆယ်လပိုင်းမှာဒါကြောင့်မလို့ကျွန်တော်တို့ဒီစနေသားသမီးတွေအနေနဲ့ကိုယ်ပိုင်လုပ်ငန်းကိစ္စတွေနဲ့ပတ်သက်တဲ့အခန်းကဏ္ဍမှာတဲတော့အမြင်အားဖြင့်ကောင်းမွန်နေတဲ့ကံထောက်ပံ့ကောင်းများစွာရရှိနေတဲ့အခြေအနေအပိုင်းခြားတစ်ခုလို့ကျွန်တော်အနေနဲ့အသုံးသတ်ပြီးဟောကြားပေးချင်ပါတယ်နောက်တစ်ခုကတော့ငွေကြေးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်အမှန်တမ်းပြောရင်ဒီကာလမှာစနေသားသမီးတွေအတွက်ငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးကံကောင်းခြင်းတွေနဲ့တွေ့နေတဲ့နမိတ်ပုံရိပ်ကတ်လေး ဖော်ပြနေပါတယ်။ဒါကြောင့်မလို့ငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးပြည်လဲမှုတွေအဆင်ပြေမှုတွေနဲ့ကျွန်တော်တို့တွေ့ကြုံလာရနိုင်တယ်။တို့တော့ကျမကြီးအားနည်းလို့အကုတတာမျိုးငွေကြေးကုန်တာမျိုးတော့အနေချင်းဖြစ်ပေါ်လာနိုင်ပါတယ်။မထင်မှတ်ထားပဲနဲ့ထဲပေါက်ဟိုချက်ပေါက်တာမျိုးထိပေါက်တာမျိုးတို့မဟုတ်အဲကိုယ့်ရဲ့လောကမပါပဲနဲ့ပေါ့နော်။ဟိုမုတ်မုတ်ဖို့ရတာမျိုး bonus ရတာမျိုးပေါ့နော်။ဒီလိုမျိုးငွေကြေးတွေလည်းမထင်မှတ်ထားပဲနဲ့ဝင်လာတဲ့အခြေအနေပိုင်းခြားလို့ကျွန်တော်အနေနဲ့သုံးသပ်ပြီးတော့ဟောကြားပေးချင်ပါတယ်။ ဆက်လက်ပြီးတော့ကျွန်တော်စနေသားသမီးတွေတွေ့ကြုံလာမယ်ကျမကြီးကိစ္စအိမ်နဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ်။မန္တလေးတော့ဒီကာလမှာစနေသားသမီးတွေဟာတွေးတာပိုင်းနဲ့ပတ်သက်ပြီးတော့အားနေနေတဲ့အခြေအနေအပိုင်းခြားတစ်ခုအစုပ်လေကြောင်းအားနေပါတယ်။ဥပမာအစုပ်ဒဲရေဝင်တာမျိုးအစုပ်နဲ့ပတ်သက်တဲ့ယောဂချောင်းဆိုးတာမျိုးတွေပြီးတော့အသက်ရှင်လမ်းကြောင်းဆိုင်ရာဒီလေကြောင်းပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးအာသီးရောင်တာမျိုးတွေစတာဖြစ်ပေါ့နော်ဒီလိုကာလမျိုးတွေမှာ စနစ်သားသမီးတွေတွေ့ကြုံလာတတ်တယ်။ရှေ့မှာလည်းကျွန်တော်ကျမကြီးညံ့ပြီးတော့ကျမကြီးကြောင့်ငွေကုန်ကြေးကြဖြစ်တယ်လို့ဟောရပီးတာဖြစ်တယ်ပေါ့နော်။ဒါကြောင့်ဒီကာလမှာကျမကြီးပုံမပြတော့ view site ပါခဏကျွန်တော်ပြောလို့မျိုးယောဂတွေကိုကိုယ်အနေနဲ့နည်းနည်းသတိထားမယ်ဆိုလို့ရှိရင်အဲပုံမပြတော့အဆင်ပြေနိုင်တယ်ပုံမပြတော့ဟိုကောင်းမွန်လာနိုင်တယ်ပေါ့ဗျာနော်။အဲ့တော့နောက်တစ်ခုကတော့ကျွန်တော်တွေ့ကြုံလာမယ့်စနစ်သားသမီးတွေရဲ့အခြေအကျိစိုင်းနဲ့ပတ်သက်တဲ့အပိုင်းခြားဖြစ်ပါတယ် ဒီကာလမှာအခြေအကိစ္စတွေမှာအရေးကြီးဆုံးဖြတ်ရမယ့်အခြေအနေအပိုင်းခြားတစ်ခုလို့သုံးသပ်ပြီးဟောကြားပေးချင်ပါတယ်။နောက်တစ်ခုကကိုယ့်ရဲ့အခြေအကိစ္စမဟုတ်ဘဲနဲ့ကိုယ့်တငယ်ချင်းမိတ်ဆွေအပေါင်းအသင်းတွေရဲ့ relationship တွေကြားထဲမှာလည်းပါဝင်ဆုံးဖြတ်ရတာမျိုးအကြံဉာဏ်ပေးရတာမျိုးတွေနဲ့ပတ်သက်ပြီးတော့တွေ့ကြုံလာရတဲ့ကိုယ့်ရဲ့ချစ်သူကိုစိတ်ပူရတာမျိုးတွေကိုယ့်ရဲ့ချစ်သူဥမာပေါ့ရံဖြစ်တာမျိုးစကားများတာမျိုးသူ့မိဘနဲ့အဆင်မပြေတာမျိုးသူရဲ့လုပ်ငန်းကိစ္စအရင်းနဲ့ပတ်သက်ပြီးအဆင်မပြေတာမျိုးရင်ဖွင့်တာမျိုးတိုင်ပင်တာမျိုးကိုကိုပြောဆိုတာမျိုးတွေလည်းဒီလိုကာလမျိုးတွေမှာတွေ့ကြုံလာတတ်တယ် အခြေအကိစ္စရင်းနဲ့ပတ်သက်တဲ့အပိုင်းမှာကောင်းသောဖြစ်တည်မှုတော့လကောင်းမကောင်းသောဖြစ်တည်မှုတော့လကောင်းအဲအရေးတကြီးဆုံးဖြတ်ရမယ့်ကိစ္စရက်တွေဒီလိုကာလမျိုးတွေမှာတွေ့ကြုံလာရနိုင်ပါတယ်ကျွန်တော်အနေနဲ့မာဂျင်နာကတော့လေဟိုသူများရဲ့ relationship ကြားတွေကိုကူညီတဲ့ကိစ္စတွေတော့နည်းနည်းလေးစင်စင်ကြင်ကြင်နဲ့အဲကျွန်တော်ကူညီပါမကူညီဘူးပြောရင်လည်းမကောင်းဘူးပေါ့နော်ဟိုတခြားအားနာနေရမယ့်လူရှိတယ်ကိုကကူညီပြီးမှအကြံဉာဏ်ပေးမှပြောဆိုမှရမယ်ဆိုလို့ရှိရင်လည်းနည်းနည်းလေးအဲဘယ်လိုပြောမလဲဆိုတော့ထိန်းထိန်းသိမ်းသိမ်းနဲ့ ပြောဆိုပါထင်းထင်းသိမ့်တဲ့ကူညီပါကိုယ်စကားသူ့စကားသူ့စကားကိုယ်စကားဖြစ်ပြီးတော့ဟိုစကားအရှုပ်ရှင်တွေဖြစ်လာနိုင်ပါတယ်နည်းနည်းလေးကယူဆိုင်စေချင်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တွေ့ကြုံလာမယ့်အိမ်တော်ကြီးကိစ္စအိမ်နဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ်။ဇနီးသားသမီးတွေအိမ်တော်ကြီးကိစ္စအိမ်နဲ့ပတ်သက်ပြီးရဝေးခရီးသွားဖို့အတွက်ကြံစီထားတဲ့အပိုင်းကဏ္ဍတွေအောင်မှုရရှိမယ်ပေါ့။ဥပမာဗျာနိုင်ငံခြားသွားဖို့အတွက်ကိုယ်အိမ်မှာရှိနေတဲ့လူတူတူရောလှုပ်ဆောင်နေတဲ့အပိုင်းတွေဒါမှမဟုတ်လို့ရှိရင်အပြော်ခရီးတို့ အခုဆိုရင်ကျွန်တော်တို့ဒီကလေးကျောင်းပိတ်ရက်တွေဖြစ်တယ်ဆိုရင်စီစဉ်ထားတဲ့ခရီးတွေအောင်မြင်မှုတွေရရှိမယ်ခရီးသွားလာရင်းနဲ့ပတ်သက်ပြီးအားကောင်းတယ်ဒီကြောင်မြေကြောင်နေနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်တဲ့ကိစ္စတွေမှာပုံမှန်ပြီးတော့အားကောင်းနေတယ်လို့ရက်ဝေးမှာရှိနေတဲ့မိတ်ဆွေအပေါင်းအသင်းတွေစီကနေစဉ်သတင်းစကားအကောင်းတွေအကူအညီမှုကောင်းတွေထောက်ပံ့မှုကောင်းတွေကျွန်တော်တို့ရရှိလာမယ်လက်ဆောင်ပစ္စည်းရတာမျိုးတွေလည်းဖြစ်လာနိုင်ပါတယ်အာဒီအပိုင်းခြားမျိုးမှာကျွန်တော်ဘာသတိထားချင်တာလဲဆိုတော့အိမ်နဲ့ပတ်သက်တဲ့အပိုင်းခြားတွေမှာအသက်နိုင်ဆုံးကိုယ့်ရဲ့အိမ်ဧည့်ခံအိမ်ပြားစင်ကိုနည်းနည်းလေး ကျွန်တော်တို့တက်တက်ချင်းချင်းတည်တည်တက်တက်လေးထားပြပါအဲအကန်းရှုပ်ထွင်းနေတာမျိုးဟိုမှာဘုရားရှင်ဟိုဘယ်လိုခေါ်မလဲဆိုတော့တက်ပယ်မှုအားနည်းနေတဲ့အပိုင်းမျိုးတွေဆိုလို့ရှိရင်အိမ်ပူလာမျိုးအိမ်ဆူလာမျိုးတွေဖြစ်တတ်တယ်အိမ်မှာနေရတာလုံလုံနေစိတ်ညစ်တာမျိုးတွေဒီလိုမျိုးတွေတွေ့ကြုံလာတတ်တယ်ပေါ့နော်ဒါကြောင့်အိမ်ခန်းတွေဘုရားရှင်တွေတော့တည်တည်ရှာတက်ရှင်းရေးလုပ်စေချင်ပါတယ်အဲ့တော့နောက်တစ်ခုကတော့ကျွန်တော်တွေ့ကြုံလာမယ်ဝန်ထမ်းတွေနဲ့ပတ်သက်တဲ့အပိုင်းကဏ္ဍဖြစ်ပါတယ်ဝန်ထမ်းတွေဒီလိုကာလမျိုးမှာလေကျွန်တော်တို့မိတ်ဆွေအပေါင်းအသင်းမှားတာ ဆရာတင်မှားတာပေါ့နော်ယုံကြည်မှုမှားတာတွေဖြစ်တတ်ပါတယ်ဆိုတော့လောဘကံဘက်ပုံမှာယုံကြည်တာဖြစ်ဆရာတင်တာပဲဖြစ်ဖြစ်တို့အားကိုးတာဖြစ်အဲတို့ယုံကြည်ကြပဲဖြစ်ဖြစ်ပေါ့ဗျာဒီလိုမျိုးတွေလှုပ်ဆောင်မယ်ဆိုလို့ရှိရင်ကိုကယုံကြည်လို့လွှဲထားတဲ့ကိစ္စတခုမှပြဿနာဖြစ်တာမျိုးတို့ကိုယုံကြည်ပြီးတော့အော်ဘယ်လိုကောင်းလဲလုပ်ငန်းကိစ္စရင်းနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်တဲ့အပိုင်းတွေမှာအစမပြေဖြစ်တာမျိုးနဲ့ပတ်သက်ပြီးတော့တွေ့ကြုံလာတတ်ပါတယ်ပြီးတော့ကိုယ့်ရဲ့လုံဖို့ကံပဲအဲဟိုအချင်းချင်းကြားရရပဲမိမိကိုပြက်လို့ပြက်စီး အဲကျွန်တော်တို့ပြောဆိုတာမျိုးတွေဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့တွေးဆောင်ဖြားရောက်တာမျိုးတွေပေါ့နော်အပေါင်းနဲ့မှားတတ်တယ်ပေါ့နော်အပေါင်းနဲ့မှားပြီးလုပ်ငန်းကိစ္စမှာပြဿနာဖြစ်တတ်တယ်ပေါ့နော်အဲ့ဒါလေးကိုတော့နည်းနည်းလေး green side စေချင်တယ်နော်လောက်ပေါ်ကိုင်းပြအပေါင်းတင်းလေးတွေနည်းနည်းလေးတတိထားပါစင်ကြင်ပါလို့ဟောကြားပေးချင်ပါတယ်နောက်တစ်ခုကတော့ကျွန်တော် တွေ့ကြုံလာမယ်ကျွန်တော်တို့စနေသားသမီးတွေရဲ့ပညာရေးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်ပညာရေးမှာတော့အမြဲတမ်းလှုပ်ဆောင်တဲ့အခါမှာကျွန်တော်တို့ပြီးပြတ်မှုအားနည်းတယ်ဆိုတဲ့အပိုင်းအခြားမျိုး ျွန်တော်ကတ်မှာတွေ့မြင်နေရတယ်ပေါ့နော်ဆိုတော့ဟိုကိုလိုချင်တာတစ်ခုဖြစ်လာတာတစ်ခုဖြစ်တတ်ပါတယ်ဥပမာကိုတက်ချင်တဲ့တင်တန်းဆက်ချုပ်တင်တန်းအဲတခြားတစ်ခုအဆင်ပြေသွားတာမျိုးတွေလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒီတင်တန်းတက်တဲ့အခါမှာပညာရေးနဲ့ပတ်သက်ပြီးလှုပ်ဆောင်နေတဲ့အခါမှာကျွန်တော်လူကြီးမိဘတွေရဲ့ကုညီထောက်ပံ့မှုကိုအုပ်ထိန်းသူတွေရဲ့ကုညီထောက်ပံ့မှုအားနည်းတယ်ဆိုတော့အပိုင်းခြားမျိုးဖော်ပြထားတယ်အော်ဒါကြောင့်မလို့ဒီလိုကာလမျိုးမှာပညာရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အထောက်ပံ့ရမှုအားနည်းတယ်ပေါ့နော်။ဒါကြောင့်ကိုယ်အနေနဲ့ပုံပုံပြီးတော့ စ조사အားထုတ်ပြီးတော့လှုပ်ဆောင်နေရတဲ့အပိုင်းခြားလို့သုံးသပ်ပြီးတော့ဟောကြားပေးခြင်းပါတယ်နောက်တစ်ခုကတော့ကျွန်တော်တွေ့ကြုံလာမယ့်စနေသားသမီးတွေတဲ့ကျွန်တော်တို့ဒီနိုင်ငံသားနဲ့ပတ်သက်တဲ့ကံထောက်ပံ့လေးကြည့်ပေးရမယ်ဆိုလို့ရှိရင်အာနိုင်ငံသားကိုအလုပ်သွားလုပ်မယ်နိုင်ငံသားအတွက်အလုပ်လျှောက်နေတဲ့လူတွေဆိုရင်တည်တည်ချာချာလေးမှန်ကန်တဲ့နီလန်းအနေနဲ့စင်လှုပ်ဆောင်နေတဲ့ agent တွေလှုပ်ဆောင်နေတဲ့လူတွေနဲ့ချိတ်ဆက်ပြီးလှုပ်ဆောင်ပါအဲကိုတခုခုလှုပ်တော့မယ်ဆိုလို့ရှိရင်ကိုလှုပ်နေတဲ့လူနဲ့ အာရဲ့နောက်ကျောင်းရာဇဝင်တွေတည်တည်ကြာစုံစမ်းပါဘာဖြစ်လဲဆိုတော့ငွေကြေးအလင်ကန်ထိဖို့အတွက်အဲကျွန်တော်ကတ်မှာပေါ်ပြထားခြင်းဖြစ်ပါတယ်ဒါကြောင့်မလို့အဲကိုလုတ်တဲ့နိုင်ငံခြားသွားတဲ့ process တွေမှာသူများကိုအားကိုရပွဲစားပဲဖြစ်ဖြစ်တခြား agent တွေဖြစ်အားကိုရဆိုရင်ကိုကိုရဲ့ agent အာကိုလုတ်နေတဲ့လူတွေရဲ့ history လေးတွေကိုရင်းသွင်းဖို့ကျွန်တော်တို့တေချာလေ့လာပြီးတော့မှပဲလုတ်ဆောင်ပါငွေလက်မလွယ်ပါနဲ့ငွေမချုံပါနဲ့အဲတကယ်လို့သွားရဒီဖြစ်စီမသွားရဖြစ်စီငွေကြုံသွားလို့ရှိရင်ငွေပြန်ရဖို့တခက်ခဲတယ်ဆိုတော့ကာလပိုင်းခြားတစ်ခု အလင်ခံထိမယ်ဆိုတဲ့ကာလပိုင်းခြားတစ်ခုလို့ကျွန်တော်တောင်းတပြီးတော့မြင်ပါတယ်အစနေသားသမီးတွေလောက်ဆိုကျင်းနေမယ်လို့ထင်ပါတယ်အားလုံးပဲကိုကြီးကျမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ